ဖုတ်ဘောမှာတိုင်းပြည်သမ ्या အားလုံးပဲမင်္ဂလာပါကျွန်တော်အခုကတော့ဒါလီဗာပူးအသင်းရဲ့ဒါအစ္စတန်ဘူမှဝင်ညအကြောင်းပေါ့နော်ဆိုတော့နောက်ဆုံးအပိုင်းတရားတော့ပါပြီနောက်ဆုံးအပိုင်းချိန်ပြီးတော့ပြောသွားမယ်ဆိုတော့အဲ့ဒီမှာဒီဒါပြီးရင်လဲတချို့ဒီကျွန်တော်ရင်ထဲမှာကြံခဲ့တဲ့ final ညလေးပေါ့နော်အထူးသဖြင့်တော့ဒီအကြောင်းအပြင်ကျွန်တော်99 Manchester United အသင်းရဲ့ဒီ travel season ဆိုတော့အဲ့ဒီဟာလေးတော့မှန်ထားတယ်ဟိုဘယ်နေ့လောက်စတင်ပြမလဲတော့မသိဘူးเนาะဆိုတော့ဒါတော့ဒါသက္ကတိအနေနဲ့ပေါ့ဆိုတော့ကျွန်တော်တို့ဒီ file နဲ့အကြောင်းပြောတဲ့အခါမှာမိနစ်90ပြီးသွားပြီဂျာစီဒိုတက်ရဲ့ double save ပြီးသွားပြီဆိုတော့အချိန်ပိုအချိန်ပိုကအာ AC Milan နောက်ထပ်အသာသီးထက်ရတဲ့ဒီ minute 30ဆိုတော့အဲ့ဒီဟာကိုလေ Liverpool ကျန်ရခံခဲ့တယ်ဗောလေ အဲ့လိုနဲ့ဒီ penalty အဆုံးဖြတ်ကံမှုရအောင်လာဆိုတော့ penalty အဆုံးဖြတ်နဲ့ပတ်သက်ပြီးတော့ဒါတကယ်ဇက်လိုက်ကတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်ချက်စစ်ဒူဒက်ဒူဒက်ကဒီအချိန်ပိုအပီး penalty shoot out နဲ့ပတ်သက်ပြီးတော့သူဘာပြောလဲဆိုတော့ဘလူးကမတိုင်ခင်ကလေးကကျွန်တော်ဒီ liverpool အသင်းရဲ့ဂိုးနီးပြားနဲ့ကျွန်တော်လည်းအချိန်ပေါင်းများစွာဆွေးနွေးခဲ့ကြတယ်ကျွန်တော်တို့ Champions League final မှာအရှုံးနိုင်မပေါ်ဘဲနဲ့ penalty အဆုံးဖြတ်တိရောက်နိုင်တဲ့အနေအထားဖြစ်လာခဲ့ရင်ဘာလို့လောက်ကြမလဲကျွန်တော်တို့တိုင်ပင်ကြတယ်ပြီးတော့ဒီဂိုးနီးပြားကသူ့ကို AC Milan Gradmari ရဲ့ဒီ penalty မှတ်တမ်းပေါ့လေ penalty ကန်ခဲ့တဲ့ကန်လေးကန်သားရှိတဲ့အထူးသဖြင့်အဲ့ဒီရာသီမတိုင်ခင်ဒီ၂ရာသီမှာဒီ AC Milan နဲ့ Juventus အသင်း ချန်ပီယံစ်လိပိုလူပဲကစားထားတယ်အဲတုန်းကကိုမရှိသရေပနတီအဆုံးဖြတ်ခံယူခဲ့ကြတယ်ဆိုတော့အဲ့ဒီပွဲကကန်ချက်တွေအပါအဝင်သူ့စီစီတီချက်လာပေးတယ်အဲ့ဒီစီတီမှာကအေစီမီလန်ကစားသမားတွေကန်သွင်းလို့ရှိတဲ့ပနတီဟိုတမတူတဲ့ကစားသမားအမျိုးမျိုးကာကာကန်နာပါမယ်ရှက်ဖင်ကိုကန်နာပါမယ်ပြီးတော့တခြားကစားသမားတွေတခြားဒီပြိုင်ပွဲမှာဒီကိုပါအီတလီယာမှာကန်နာပါမယ်ဆိုတော့အဆရှိသဖြင့်ပေါ့လေစုစုပေါင်း အကျဉ်း100ကျော်လေးစင်အတင်းမှာကန်တာတွေပါတယ်ဆိုတော့အခါကျတော့တကယ်လို့များ final မှာ penalty အဆုံးဖြတ်ရောက်ခဲ့ရင်သူတို့ဘလို့လေးထားရှိတယ်ဆိုတော့လေးလာဖို့အတွက်သူတို့အဲ့ဒီဟာကိုကြိုတင်ပြင်ဆင်ခဲ့ကြတယ်ဆိုတော့အခြားတစ်ဖက်မှာကျွန်တော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီ data ပေါ့နော် data ကလည်း Luca Pioli ရေးတဲ့စာအုပ် အဲ့ဒီစာအုပ်မှာဒီလီဗာပူးကစားသမားတွေရဲ့ပယ်နတီကန်ချက်တွေနဲ့ပတ်သက်ပြီးတော့ကြိုကြိုပြီးတော့သူတို့လေ့လာခဲ့ကြတယ်ဆိုတာကျွန်တော်ဖတ်ပူးတယ်လူကခိုင်ယိုလीနော်ဆိုတော့ဒါပါတော့ဟိုပယ်နတီဆုံးဖြတ်ကရောက်လာပြီဒူဒက်ကအဲ့ဒီအချိန်မှာ तू မျောလင့်လာပါလဲဆိုတော့ပယ်နတီအဆုံးဖြတ်ကန်ကန်ဒီအချိန်မှာသူ့ကိုယ်သူယုံကြည်မှုရှိနေတာ तू လည်းပြောတယ်ကျွန်တော် ultra confidence ကိုကျွန်တော်လိုချင်တာ ဆိုတဲ့ခါကျတော့ဟိုဘဝမှာယုံကြည်မှုအရှိဆုံးအခိုက်အတန့်ဖြစ်ခြင်းလားအဲ့ penalty အဆုံးဖြတ်မှာကံငင်လေးပါဆိုတော့ဂိုးနီးပြနဲ့လဲသူကထပ်ပြီးတော့ဆွေးနွေးရဆွေးနွေးပြီးတော့ဒီတိုင်ပင်ထားတာရှိတယ်စီဇန်ထားတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီဂိုးပေါက်ကိုဇုံ6ဇုံခွဲလိုက်တယ်ဇုံ6ဇုံခွဲပြီးတော့ဒီ3ဇုံ2ပိုင်းပေါ့ဆိုတော့အဲ့ဒီ3ဇုံ2ပိုင်းမှာမှဒီဘယ်ချမ်းကိုသူတို့3ဇုံခွဲတယ်ညာချမ်းကို3ဇုံခွဲတယ်ဆိုတော့ဘလို့ခွဲလဲတော့မသိဘူး ဘယ်ညာ300ခွဲတယ်ညာညာ300ခွဲတယ်သူတို့ကြိုကြိုပြီးတော့တိုင်ပင်ထားတာပါလဲဆိုတော့ AC Milan အတင်းရဲ့ penalty ကံမဲ့အလှည့်ရောက်တိုင်း AC Milan ကစားသမားတူဦးလမ်းလျှောက်လာတိုင်းမှာဂျာစီတိုးတက်ကဂိုနီပြောက်လမ်းကြည့်မယ်ဂိုနီပြားနေပြီးတော့ဘယ်ဘက်ကိုဖြစ်နိုင်ချေရှိသလဲသူတို့ဘလို့အလေးထားရှိသလဲဆိုတဲ့ပုံစံမျိုးလမ်းပြီးတော့အချက်ပြမယ်ပေါ့ဆိုတော့ဒါတိုးတက်ကအဲ့လိုပြောတော့အတိုးတက်အဲ့လိုပြောတဲ့ဟာကိုသိပြီးတဲ့နောက်မှာသူတို့ဘလို့အချက်ပြသလဲအဲ့လို အချက်ပြတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့ကျွန်တော်လိုက်ရှာဘူးတယ်အရှာဘူးလို့ဆိုတဲ့နေရာမှာ Rafael Benitez ရဲ့စာအုပ်အဲ့စာအုပ်ဖတ်ဘူးတယ်အဲ့စာအုပ်ထဲမှာလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့မပါဘူးပြီးတော့ဒီ Steven Gerrard ရဲ့စာအုပ်အဲ့စာအုပ်ကတော့ကျွန်တော်အစားဆုံးတချို့အပိုင်းလေးတွေခြံပြီးတော့လေအစားဆုံးနေရာဒါဘာသာပြန်ဘူးတယ်အဲ့ထဲမှာလည်းမပါဘူးပြီးတော့ a big pull in our goal ဆိုပြီးတော့ Jazzy Dudek ရဲ့ဒီ autobiography စာအုပ်အဲ့စာအုပ်ထဲမှာလည်းဒါ Dudek ကိုယ်တိုင်ရေးတယ်အဲ့ဒီထဲမှာလည်းမပါဘူးဆိုတော့ဘလို့အချက်ကျွန်တော်လည်းအဲ့ဒါစိတ်ဝင်စားလို့ပေါ့နော်စိတ်ဝင်စားတဲ့ခါကျတော့ဟိုအဲ့ဒီဟာကိုနည်းနည်းဦးစားပေးပြီးတော့လိုက်ရှာဖတ်ကြည့်ဖြစ်တယ်ဒီ example ညအကြောင်းသူတို့ရေးတဲ့ဒီအပိုင်းတွေမှာဒါပေမဲ့အမှလည်းမပါဘူးဆိုတော့ထားပါလို့သူတို့ဘလို့နည်းနဲ့အချက်ပြလို့မသိဘူးမှာဒီညာဘက်တောင်းပစ်စီခြင်းညာဘက်လက်ထောင်းပြမယ်ဘယ်ဘက်လက်တောင်းပစ်စီခြင်းဘယ်ဘက်လက်ထောင်းပြမယ်ဆိုတော့ဒါမျိုးတစ်ခုခုတော့ဖြစ်မှာပေါ့လေ ဆိုတော့ဒိုဒက်ရဲ့အလုပ်ကလည်းယုံကြည်မှုအပြည့်ရှိမယ်ရှုံးသွားခဲ့ရင်တော့မှကိုတော်ဝင်မဟုတ်ဘူးနီးပြခိုင်းတဲ့အတိုင်းလုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲသူတို့သူတို့ဒီ plan လောက်ထားအဲ့ဒါကြောင့်မို့သူကအရန်ပေါ်ပါနေတယ်ပေါ့နော်ပေါ်ပါနေတော့အဲ့ဒီပေါ်ပါမှုကဘာဖြစ်သွားလဲဆိုတော့အဲ့ဂိုးစီပေါ်မှာရက်တဲ့အချိန်မှာ do that dance ဆိုပြီးတော့တကမာလုံးမှာဟိုလေးတရောဖြတ်သွားတဲ့မြင်ကွင်းကျွန်တော်မြင်ရတယ်အဲ့ဒါကကြိုတင်တိုင်ပင်ထားတဲ့အချိန်မှာမပါဘူးသူ့ ရည်ရွယ်တာကတော့ဒီနံပါတ်1တိုင်ဘက်အသင်းကစားသမားကိုစိတ်အနှောက်အယှက်လေးတစ်ခုခုလောက်ဖြစ်ဖြစ်ပေးနိုင်တော်ပြီဆိုတဲ့အချက်အနောက်တိုင်ဝင်ထားတဲ့အထဲတိုင်တိုင်ဝင်ထားတဲ့တိုင်လောက်တာကသူဂိုးစီးကိုစွန့်ပြီးတော့ကံကန်ဤတိုင်းမှာဂိုးစီးရှေ့ထွက်ပြီးတော့ဒီသူကပွဲဖို့ဒီပြောမယ်ဆိုရင်တော့ကျွန်တော်တို့တင်ချာသဘောတရားအရာဆိုရင်တော့ angle ကိုပို့ပြီးတော့ကျင်းသွားအောင်ဘောလုံးကတော့ပုံမြန်မယ် အဲအာနိကကဘောလုံးကတော့ဘောလုံးနဲ့အမြန်ပို့ပြီးရင်ဆိုင်ရမယ်ဘောလုံးကကိုတိတိန်နဲမယ်သို့တော့ပြဿနာမရှိဘူးပန်တီအဆုံးဖြတ်ဆိုတာကဟိုပွဲထဲမှာအဝေးကန်ကြက်တို့ဖရီကစ်ကန်ကန်ကြက်တို့နဲ့မတူဘူးဟိုတိတိန်ရရင်တော့မှမိတာမဟုတ်ဘူးဆိုတော့ तू ကအဲ့နီလန်းကိုတုံ့မဆုံးဖြတ်တယ်အဒီနေ့မှာကျွန်တော်တို့တခုပြောစရာရှိတာကဂျာစီဒူးတက်ရဲ့အဲ့လိုလောက်ရကတရားဝင်လားဆိုတော့ဒါအလုံးရှင်းရှင်းလင်းလင်းမှာတရားဝင်တယ်အရင်တော့ကဂိုးသမတူဟာပန်တီကိုဖမ်းတဲ့အခါမှာ စိတ်ကြိုက်လှုပ်ရှားခွင့်စိတ်ကြိုက်တက်ခွင့်ရတယ်။နောက်ပိုင်းမှာစီးမြင်ပြောင်းတာပါလဲဆိုတော့ကိုစည်းပေါ်မှာရွှေ့နေလို့ရတယ်။ပြီးတော့ဒီကစားသမားရဲ့ခြေတော်နဲ့ဘောလုံးနဲ့ထိပြီးပြီးဆိုရင်အဲကိုစည်းကိုရှိအဲ့ကိုလိုင်းကိုအရှိကိုထွက်ခွင့်ရှိတယ်။ဆိုတော့အဲ့အဲ့ဒါနောက်ထပ်ထပ်ပြောင်းတာ။အခုနောက်ဆုံးပြောင်းတာကတော့အဲ့ကိုလိုင်းကိုလုံးဝဆွန့်ခွာလို့မရဘူး။ထိပြီးတဲ့အချိန်မှာကိုရဲ့အတွင်းမှာပဲရှိရမယ်ဆိုတဲ့အားမျိုးပေါ့ဆိုတော့ တော့ထားပါတော့အဲ့ဒီထင်တော့ကဂျာစီတူဒက်စ်ကတော့ तू လုံနိုင်သလောက်ထဲက तू အာတန်နဲ့ပုံစံပေါ့နော်အာတန်နဲ့ပုံစံနဲ့ तू ကာဝယ်တယ်ကိုရှိကိုထွက်ထွက်ပြီးတော့အာကာဝယ်သွားတာတွေ့ရတယ်နောက်တစ်ချက်ဒီအစာချင်းညိုးပယ်နရီစကန်နဲ့ဘာရန်ထီတယ်နဲ့တွေ့တယ်ကျွန်တော်အဲ့ဒါတော့အောင်းအောင်မှတ်ပြီးတော့ sorry အားရထီနဲ့တွေ့အဲ့ဒီအချိန်မှာ तू ယုံကြည်မှုစရသွားတယ်အဓိကသူ့ရဲ့ dance ကို तू ယုံကြည်မှုရသွားတယ်အဲ့တော့ဒူရက်ကဘာပြောလဲဆိုတော့ အဲ့ဒီ dance ကကျွန်တော်ခေါင်းထဲမှာဝင်လာတဲ့ dance လည်းမဟုတ်ဘူးပေါ့နော်ရှေ့မှာကြိုးတင်ပြင်ဆင်ထားတဲ့ dance လည်းမဟုတ်ဘူးအဲ့ကံကန်လေးကြမှာပြိုင်ဘက်ကိုစိတ်နောက်ဆက်ဖြစ်ရင်ပြီးရောဆိုပြီးတော့ तू ကဟိုကိုယ်ကံရလို့ဖို့ကြိုးစားတာပဲအဲ့ကိုယ်ကအခြေအနေတစ်ခုကိုအဲ့အခြေအနေကနံပါတ်1 mental ဘိုင်းအရာကျွန်တော်ဟာဒီ penalty အဆုံးအဖြတ်အတွက်ဘာဖြစ်အားမှရှိမနေဘူးဆိုတော့ပေါ့ penalty ကံတဲ့သူသိစေခြင်းလေတဲ့ နံပါတ်1အချက်ကတော့အဲ့ဒီနေ့ကဒီဒုတက်ကအစိမ်းအောင်ဝင်ထားတာအဲ့မြက်ခင်းစိမ်းရဲ့အဆုံးသတ်မှာအဲ့မြက်ခင်းစိမ်းပေါ်မှာပေါ့နော်အစိမ်းအောင်ဝတ်စုံနဲ့အဲ့ရွေလျားနေခြင်းအပြင်အယောင်တွေရောထွေးပြီးတော့ဒီအာယုံဝေဝါးမှုကိုဖြစ်စေခြင်းလေတဲ့ဆိုတော့ဒါကြောင့်သူလောက်တာဆိုတော့အဲ့သူအဲ့လိုပြောတဲ့အခါမှာကျွန်တော်တို့1994ကမ္ဘာဖလောင်းကဟီးရိုးဖြစ်ခဲ့တဲ့ဒီဘိုးသမား တအူးပေါ့နော်အဲ94ကမ္ဘာဖလာမှာဟီးရိုဖြစ်ခဲ့တဲ့သူတွေကကျွန်တော်တို့ဒီဆွေရင်ကိုသမားကြီး Thomas Ravelli ပြီးတော့ကျွန်တော်တို့အဲ Brazil ကိုသမား Taffarel ပြီးတော့ Mexico ကိုသမား George Campos ဒီ၃ယောက် George Campos ကဝန်ဆောင်ရောင်းတောင်းတကြားကြားတွေဝတ်တာတကယ်တောင်းတကြားကြားတွေကိုမှဟိုရုတ်တရက်အရေးရဲ့အကြောင်းရဲ့ မီလီစက္ကန့်အတွင်းနာနိုစက္ကန့်အတွင်းဆုံးဖြတ်ရတဲ့ကိစ္စတွေမှာအဲ့သူကစန့်ထုတ်ပလိုက်ပြီဆိုရင်အဲ့အဲ့အယောင်တွေကဒုက္ခပေးအောင်လို့ဆိုတော့ဘိုးသမားတွေမှာအဲ့ psychology ဘိုင်းရဆိုတော့အဲ့လိုမျိုးတွေလောက်တာရှိတယ်အဲ့ဆိုတော့ဒုတက်ကလည်းအဲ့မှာသူအဲ့အကောက်သူကောက်ဖို့ဆုံးဖြတ်ခဲ့တာတကယ်လေအလုပ်ဖြစ်တယ်လို့သူခံစားရတဲ့အခါမှာသူတောက်လျှောက်မဒုတက်ကတောက်လျှောက်ကိုကားကြီးလှုပ်တော့တာပဲဒါပေမဲ့အဲ့ဒီခါကအရန်အောင်မြင်တယ်အရန်လည်းပေါက်သွားတယ်အရန်ပေါက်ပြီးတဲ့ပြင်သူ Champions League အပြီးမှာသူပိုလန်ကိုပြန်ပြန်တဲ့အခါကျတော့ဒီကလေးတွေကြောင်းနေစာတင်ကြောင်းတွေကိုသွားတယ်သူလိုက်ပြီးတော့ကလေးတွေနဲ့သူ volunteering အလုပ်တွေလိုက်လုပ်တယ်အဲ့တောက်လျှောက်မှာသူအဲ့ dance ကိုလမ်းပေါ်မှာသင်ပေးရတယ်ကြောင်းမှာသင်ပေးရတယ်လမ်းတွင်လူတယောက်တွေ့ပြီးဆိုတော့သူအဲ့ dance လေးသင်ပေးပါအောင်ဆိုတော့အဲသူသင်ပေးရတယ်ဆိုတော့သူပြန်ပြောပြရပါတော့နော်ပြောချင်တာကတော့ဟို practice မှာမပါတဲ့အရာတချို့ခေါင်းထဲမှာရုပ်တရက်လက်နဲ့ဖြစ်လာပြီးတော့ enlightened ရသွားပြီးတော့ အတွေးတစ်ချက်ဝင်လာပြီအဲ့အတွေးကိုဟိုအကောင့်ထဲပေါ်တဲ့အခါမှာတကယ်လည်းဒူတက်ဟာတော်တော်လေးကိုဟိုအောင်မြင်ခဲ့တယ်တကဘာလုံးအတိုင်းတာနဲ့ဟို viral ဖြစ်သွားတယ်ပေါ့ဆိုတော့ဂျရက်ကတော့ chef ချန်ကို penalty can နဲ့အချိန်မှာကျွန်တော်ကောင်းကောင်းအာယုံဆူးဆိုင်မှုရှိမနေဘူးအာယုံမဆူးဆိုင်နိုင်ဘူးလေ chef ချန်ကိုကန်ပြီးရင်ဘယ်သူကန်မလဲဆိုတဲ့ဟာကို သူအဲ့ဒီဟာကိုပဲသူပို့ပြီးတော့ခေါင်းထဲရောက်နေပေါ့နော်။ဒါကြောင့်လို့ဆိုဂျရက်တွေးထားတာကဟိုရှက်ချင်းကိုဝင်ပါပဲလို့တွေးထားနေတူတယ်။ဘလုံးကွင်းထဲမှာကဒါကလေးရောတောင်းတစ်ယောက်အားကိုးမှုတို့အထင်ကြီးမှုတို့ဆိုတာကရှိကိုရှိတယ်။အင်္ဂလန်လူသည်အတင်းရဲ့ပွဲတွေမှာဂျရက်ပြက်ဆောက်ထဲမှာပါတာ။အင်္ဂလန်လူသည်စဖြစ်လာပြီ။ဒေးဗစ်ဘက်ကမ်ဆိုတဲ့ကစားသမားပရီးမီယာလိမှာလည်း ူရင်ဆိုင်ကသူလူငယ်တူဦးနေနဲ့သူရင်ဆိုင်ခဲ့ဘူးလေသို့တော့အဲ့ David Beckham ဆိုတဲ့ကစားသမားကိုကွင်းထဲမှာတွေ့ရတဲ့အမှ Beckham ရဲ့ aura ကိုသူတို့မလွန်ဆန်နိုင်ဘူးဘောလုံးရရင် Beckham ခြေတဲ့ဟုတ်ပဲဘောလုံးတစ်ချိန်လုံးပေးကျင်နေတယ်အော်ပေးလိုက်တဲ့အခါလဲခြေမှာပေးလိုက်တဲ့အခါလဲရှိပြီမယ်ခေါင်းထဲကိုဘောလုံးလက်ခံပြီဆိုတော့ Beckham အကြောင်းအထွေထဲဝင်လာတယ်ဆိုတော့သူတို့သူတို့ဒါက Jared ကိုတိုင်ပြောခဲ့ပူလာတော့ဆိုတော့ဒီ chef ချင်းကိုနဲ့ပတ်သက်ပြီးတော့လည်းအဲ့လိုပဲပြိုင်ဖက်ဆိုပေမဲ့သူတို့လေးစားတဲ့တိုက်စစ်မှုတူဖို့ဖြစ် ်ဆက်ရှင်ကိုကတော့ဝင်ပါပဲငါတို့တံမဲ့သူကဘယ်သူလဲဆိုပြီးတော့သူလိုက်ပြီးတော့အဲအဲ့ဘက်ကအာယုံများနေတယ်ဒီအဲ့ဒီအချိန်မှာဆက်ရှင်ကိုရဲ့ပယ်နတီကမဝင်ပဲနဲ့ဒီလေဘဘူအတင်းချန်ပီယံဖြစ်သွားတယ်ဘယ်လိုပဲပြောပြော3ခုရှုံးဆိုတဲ့အခြေအနေကနေပြီးတော့3ခု3ခုတည်ကြတယ်အဲ့တည်ကြတဲ့မိနစ်ကလည်း6မိနစ်အတွင်း54ရ56ရ 60နဲ့တူတယ်အဲ့ဒုံလုံးလုံးဆိုသွင်းပြီးနောက်ပိုင်းမှာလဲ game ကမပြီးသွားဘူးလက်ကြံနိုင်ဝက်ကြံတယ်နောက်ထပ်အချိန်ပုံမိနစ်30ကြံတယ်နောက်တနာရီကြံသေးတယ်ကျွန်တော်အဲ့တနာရီအကြောင်းကိုကျွန်တော်မေ့နေကြတယ်အကျော်ရက်ကတော့အဲ့ဒီဟာကိုမမရအောင်ပြန်ပြောတယ်အဲ့တနာရီကလည်းတကယ်တမ်းကျတော့လူတွေသတိမထားလိုက်မိကြဘူးသုံးခုရှုံးနေသုံးခုပြန်သွင်းနေပယ်နယ်တီအဆုံးဖြစ်မှာနိုင်နေဆိုတော့အဆင့်နဲ့ဂျားလေးကတနာကြီးလူတွေမေ့နေကြတယ်ဗောလေ တကယ်တော့အဲ့ဒီတနားရီမှာ AC Milan ဟာပြန်ပြီးတော့စုစည်းမိသွားတယ်ပြန်ပြီးတည်ရင်သွားတယ်ပို့ပြီးတော့တောက်ဆရာကောင်းတဲ့အသင်းဖြစ်သွားတယ်ကျွန်တော်တို့အဲ့ဒီအချိန်မှာဂိုးပြန်ပေးရရင်တကူတော့ပြန်ပေးလိုက်ရရင်နောက်တစ်ရင်ပြန်သွင်းနိုင်မှာမလားဆိုတာမသေးချဘူးဆိုပြီးတော့ပြောသွားတယ်ဆိုတော့ဘာပြောပြောဂျာစီဒုတက်ကိုသူကျေစုတင်တဲ့အကြောင်းလည်းပြောတယ်အဲ့ဒီညမှာဂျာစီဒုတက်ကတကယ်သူရဲကောင်းဖြစ်ခဲ့တယ်ရှက်ဖင်ကိုရဲ့ဖန်နတီကိုဒုတက်ကညာဘက်ကိုပြစ်တာပြစ်နေတဲ့ဒီချက်ချင်းကအလဲကိုကန်တာအလဲကိုကန်တာကန်ချက်က quality ကနည်းတယ် ရပ်ချင်းကိုကိုယ်တိုင်လည်း game အတွင်းမှာတုံလို့ခြောက်ချားစရာအခြေအနေတွေနဲ့ကျင်ဆိုင်ထားမှုတဲ့နောက်သူ့ကိုယ်သူယုံကြည်မှုကြဆင်းနေပုံရတယ်ပနတီကတကယ်တမ်းကျတော့ဒီ my game ပဲအဲ့ဒီယုံကြည်မှုကြဆင်းနေခြင်းကနောက်ဆက်တွဲရဖြစ်အရေးသွေးနှိမ့်တဲ့ပနတီကံရက်ဒူဒက်ကညာကိုလှည့်ပြီးတဲ့အချိန်မှာအဲ့ဘောလုံးကိုမြင်နေရတော့မယ်ညံရင်ပြစ်ပြီးတော့သူလူပြုတ်ကြသွားမှာဘောလုံးကကိုယ်တည်းပေါ်သွားမှာအဲ့ဘောလုံးမြင်နေအောင်ဆိုသူဘယ်ဘက်လက်ကိုစန့်ထုတ်လိုက်တယ်စန့်ထုတ်လိုက်တဲ့အခါကျတော့မှတ်မိတယ်ဒီဒူဒက်ဟာ ဘယ်ဘက်ခြေတော့ကမြက်ခင်းပုံမှာညာဘက်လက်ကမြက်ခင်းပုံမှာအဲ့ဘယ်ဘက်ခြေတော့ညာဘက်လက်နဲ့ဟို triangle ပုံစံဖြစ်သွားပြီးတော့အဲ့ sorry ညာဘက်ခြေတော့နဲ့ညာဘက်လက်နဲ့အဲ့ဘယ်ခြေတော့နဲ့ဘယ်လက်နဲ့က parallel ပုံစံအဲ့လက်နဲ့မထီးရင်နည်းနည်းလေးနှဲ့ရင်ခြေတော့နဲ့ထီမှာပဲဒူလက်အဲ့အလုံးကိုသူသတိကြည့်ကြည့်နဲ့ကောက်ကိုသွားနိုင်ခဲ့တာဆိုတော့ dive မပြစ်ခင်ကိုတဲ့နောက်ဆုံးအချိန်အထိကျွန်တော်စောင့်နေတဲ့ chef ချင်းကိုကဘောလုံးစီကိုလာတယ် အဲ့ဒီအချိန်မှာဟိုဘယ်လိုခေါ်မလဲဆိုတော့သူ့ဆက်ရှင်ကိုကြည့်နေတော့သူသိတယ်တဲ့သူ့လှုပ်ရှားမှုပုံမူတည်ပြီးတော့ဒီဆက်ရှင်ကိုကတောင်းရွေးမယ်ဟိုသူထင်တယ်ပေါ့ထင်တဲ့အချိန်မှာဟိုဘယ်လိုခေါ်မလဲဆိုတော့ဒူဒက်အနေနဲ့နောက်ဆုံးချိန်ထိမလှုပ်ချင်းကတနည်းအားဖြင့်ဆိုရင် အားနည်းချက်လည်းဖြစ်တယ်ကြိုပြီးတော့ ဒါပြင်ပြစ်ချင်းမှာဟိုအချိန်တစ်ခုနည်းနည်းလေးအချိန်တစ်ခုနည်းနည်းလေးပိုရခြင်းကအကွာအဝေးတစ်ခုစီကိုရောက်ဖို့အတွက်ပိုပြီးတော့ဟိုဘယ်လိုခေါ်မလဲ reflux ပိုဖြစ်တယ်ပေါက်ကွဲပိုကောင်းတယ်နောက်ဆုံးချိန်ဒီစောင့်ပြီးတော့ပြစ်တယ်ဆိုရင်အဲ့အဝေးတွေပြစ်လို့မလွယ်တော့ဘူးနောက်ဆုံးချိန်ဒီစောင့်ပြစ်တယ်ဆိုတော့ကတောင်းရွေးမှန်ပဲတကယ်တမ်းတောင်းကြရင်မဝင်ဘူးအပေါ်တောင်းအောက်တောင်းကြရင်မဝင်ဘူးသို့တော့အရေးသွေးနှိမ့်တဲ့ကံချက်တွေကိုယ်ကိုအကဲခံနေတဲ့သူသူကလည်းတကယ် ဟိုဘလုံးကိုပဲကြည့်မယ်ဘုသမကိုပဲကြည့်ဝုန်းသူကန်သွားရင်နောက်ဆုံးချိန်ထိစောင့်ပြီးတော့ကောက်ရတာကောက်ရတာတွေကလွဲတာများတယ်ပေါ့လေဒါပေမဲ့ကိုယ့်ကိုခေါင်းထဲဝင်နေမယ်အကဲခတ်မယ်ဆိုရင်တော့နောက်ဆုံးချိန်ထိစောင့်ပြီးတော့ကောက်ရတာပိုကောင်းတယ်လို့သူကယူဆတယ်အားကြောင့်မို့သူကလည်းနောက်ဆုံးချိန်ထိစောင့်လိုက်တယ်ဆိုတော့ဟိုတကယ်ကန်တဲ့အချိန်မှာလေဆက်ရှင်ကိုရကန်ကြအေးသူရနိုင်တဲ့အတွက်သူကောက်ဝဲလိုက်နိုင်တယ်အဲ့ဒီအချိန်မှာအသိန်းပေါ်ကြီးအကုန်လုံးကျွန်တော်စီပြီး ြေးလာတယ်အဲ့ညင်ကိုကျွန်တော်ဘယ်တော့မမေ့နိုင်ဘူးတဲ့ဆိုတော့ Benitez ကတော့တကယ် most emotional final ever ပဲတဲ့အနည်းဆုံးတော့ကျွန်တော်တို့ Liverpool အတင်းတမိုင်းမှာအဲ့ဒီပွဲကဟို emotional အဖြစ်ဆုံးပွဲ ဖြစ်တာသိကြတယ်ကျွန်တော်တို့3-6ရှုံးနေတယ် AC Milan အတင်းကတကယ် great အတင်းအရန်ကောင်းလွန်းနေတယ်။တချို့တွေကတော့ Liverpool ကံကောင်းကြတယ်လို့ပြောနေမယ်။ ဒါပေမဲ့ဒါဟာလက်ကီးမဟုတ်ဘူးကျွန်တော်တို့ဒီအခြေအနေရောက်လာအောင်လို့ကျွန်တော်တို့အပြေဝပြန်ပြီးတော့ iron fight ခဲ့တယ်စူးစားခဲ့တယ်အချုံပေးတယ်အချုံမပေးတဲ့စိတ်ထဲနဲ့ကစားခဲ့တယ်ဒါကကျွန်တော်တို့ရဲ့ mentality ပဲဒါ lack မဟုတ်ဘူးဆိုတော့သူပြောသွားတယ်ပြီးတော့အဲ့ဒီညအတွက်သူအရန်ဂုံယူတဲ့အကြောင်းပြောတယ်ပြီးတော့အတင်းပေါင်းများစွာကိုသူကင်တွယ်ခဲ့မှုတဲ့အထဲမှာ job done လို့ခံစားခဲ့ရတဲ့ပြိုင်ပွဲဆိုရင်အဲ့ဒီပူလူပွဲလို့ ပြောတယ်ပေါ့နော်သူပွဲကြိုပြင်ဆင်မှုပေါင်းများစွာသူတို့လုပ်ခဲ့တယ် analysis ပေါင်းများစွာလုပ်ခဲ့တယ် team talks ပေါင်းများစွာကျွန်တော်တို့လုပ်ခဲ့တယ်ကျွန်တော်တို့ရဲ့ဒီဝန်ထမ်းတွေအကုန်လုံး staff တွေအကုန်လုံး name အိမ်ညမိတ်ကြိုးစားခဲ့ကြတယ်။ကစားသမားတွေကွင်းထဲမှာပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ကြတယ်။ပြင်းပြင်းထန်ပြင်ဆင်ခဲ့ကြတယ်။ဒါတွေရဲ့ဒီအဆုံးသက်အကျိုးဆက်ကိုကျွန်တော်တို့ပြန်ပြီးတော့ခံစားခဲ့ရတယ်လို့ပြောတယ်။ဆိုတော့ Jimmy Carragher ကတော့ဒီ celebration လုပ်တဲ့အချိန် ခံစားမှုက တကယ်ကိုအံ့ဩစရာကောင်းလွန်တယ်အဲ့ဒီညတညလုံးအဲ့ဒီညတညလုံးမှာကျွန်တော်ရဲ့အဓိကပြဿနာကဓာတ်လေကားမှာအပေါ်တက်အောက်ဆင်းလုံနေရတာပဲတဲ့။ဘာကြောင့်လဲဆိုတော့ဒီလီဗာပူးအသင်းအောင်ပွဲခံမဲ့ညမှာဘင်နီဒက်စ်ကမိသားစုတွေပါခေါ်နိုင်တယ်လို့ပြောလိုက်တယ်။ပြောတဲ့အခါကျတော့အဲ့အဲ့သူတို့ဟိုတယ်ရဲ့အပေါ်တက်မှာသူတို့အောင်ပွဲခံကြတယ်။အောင်ပွဲခံတဲ့အချိန်မှာအောက်က ဒီဝန်ထမ်းတွေကိုသူကမှားထားတယ်သူမျိုးတွေလာလိမ့်မယ်လာတဲ့အခါကျရင်သူ့ကိုခေါ်လိုက်ပါဆိုပြီးတော့သူကနေပြီးတော့ဟိုသူပြောထားတဲ့အတွက် ဖုန်းကတစ်ချိန်လုံးဝင်လာဂျင်မီကာရကာကဆင်းလာလိုက်တယ်ဆင်းလာပြီဆိုရင်အဲ့ဒါသူ့အမျိုးမဟုတ်ဘူးတခြားသူတယောက်ကဂျင်မီကာရကာရဲ့အမျိုးပါဆိုပြီးတော့သူကဲရောက်လာမှတော့လာတက်အောင်မခံသေးခေါ်သွားတယ်နောက်တစ်ခါဖုန်းလာတယ်ဆင်းလာတခြားသူသူခေါ်သွားတယ်ဆိုပြီးတော့အဲ့ဒီနေ့ကဘယ်နေတက်ကတော့သူ့ကိုပြောတယ်ဗောနော် ောင်ဝက်ခံအခမ်းအနားတစ်ခုလုံးက character ရဲ့အမျိုးတွေပဲ၊ဂျင်မီရဲ့အမျိုးတွေပဲဆိုတော့ပြောတယ်။ဒါကြတော့ကျွန်တော်အမျိုးတွေလည်းမဟုတ်ဘူးလေ။ဘလို့ဘလို့သတင်းရယူလို့ဘလို့ဟာဖြစ်ပြီးတော့သို့မဟုတ်ဒီအောက်ကဒီဓာတ်တွေက lift ကိုစောင့်နေဝန်ထမ်းတွေကပဲသူတို့မိတ်ဆွေတွေကိုအဲ့လိုမျိုးပြောပြီးတော့ခေါ်တင်လာတော့မသိဘူး။အဲ့ဒီကဒီသူအမျိုးမဟုတ်တဲ့အမျိုးတွေအများကြီးပဲဆိုပြီးတော့သူမမရသူထူထူကြအဲ့ဒီဟာလေးပြောသွားတယ်။ဆိုတော့ဒူဒက်ကပိုလန်မှာသွေးကောင်းဖြစ်သွားတယ်။ သူရောင်းဖြစ်သွားပြီးတော့သူပိုလန်ကိုပြန်တဲ့အချိန်ပိုလန်အသင်းအတွက်အိုက်ကြားကြားလမှာဒီ national team ပွဲစဉ်အတွက်ကစားတဲ့အချိန်မှာသူကားပေါ်သူတက်လာတယ်ပိုလန်အသင်းကားပေါ်သူတက်လာတဲ့အချိန်မှာဥရောပရဲ့ချန်ပီယံတကာချန်ပီယံကြီးကားပေါ်တက်လာပါပြီဆိုပြီးခရစ်နိုဝက်ကနေပြီးတော့ခရစ်နိုဝက်ကအိုက်ချင်တော့ Dortmund နဲ့တူတယ်ကစားနေတာခရစ်နိုဝက်ကနေပြီးတော့ဒီဟိုဟာတွေကျွန်တော်တို့ celebration လုပ်တဲ့ဘဝတွေကားထဲမှာဖောက်လိုက်တာပေါ့နော် ောက်လိုက်တဲ့အချိန်အကုန်လုံးကသူ့ဝိုင်းကွန်ပျူတာချင်းဆိုကြတယ်ကျွန်တော်ဘယ်တော့မှမမေ့နိုင်ဘူးပေါ့နော်ကျွန်တော်အဲအဲကရကောမှာဖြစ်သွားတာအဲ့ဒီဟာကိုသူတို့ပြန်ပြောပြခဲ့တယ်ဆိုတော့ဒါကဒီ2005 Istanbul Champion ညမှာကစားသမားတွေကိုယ်တိုင်သူတို့ကိုယ်တွေကြုံခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ပြောပြခဲ့ကြတဲ့အကြောင်းအဲ့ဒီမှာမှကျွန်တော်ထူးထူးခြားထပ်ပြီးတော့ပြောချင်တာကကစားသမားတယောက်ပေါ့နော်လော်ဘရိတ်တက်တည်နေတဲ့စတီဖန်ဝါနော့သူ့အတွက်ကြတော့ မတူဘူးပေါ့နော်သူ့အတွက်ကျတော့အဲ့ဒီညာရဲ့အမှတ်တရကြီးကဟိုစိတ်ပြက်စရာကောင်းလို့နေဆိုပြီးတော့သူပြန်ပြောပြရတယ်အဲ့ချိန်တုန်းကစတီဗန်ဝါနော့ကအသက်က20နှစ်2005ရာသီမှာလီဗာပူးအသင်းကြီးအတွက်သူစကစားခွင့်ရတယ်ကစားခွင့်ရပြီးတော့အပွဲတော်တော်များများလည်းသူကစားခွင့်ရတယ်ပြောမယ်ဆိုရင်အဲ့တရစီတော့မှသူပွဲ30လောက်သူကစားခဲ့တယ်ပြီးတော့ချန်ပီယံစ်လိဂ်ကိုအောက်ဆုအဆင့်ကနေပြီးတော့ဆင်မီဖိုင်နယ်အဆင့်အထိတောက်လျှောက်သူ match day squad မှာသူအမြဲတမ်းပါခဲ့တယ် ဟိုပွဲထဲမှာဝင်ကစားတဲ့ပွဲရှိတယ်မကစားတဲ့ပွဲရှိတယ်အ ਨੇ ဆုံးတော့ဒီ Champions League ပွဲရဲ့ဒီပွဲထွက်ပွဲပွဲလူစရင်ပေါ့ပွဲထွက်လူစရင်တော့မဟုတ်ပွဲလူစရင်မှာသူအများအားပါခဲ့တယ်အဲ့လိုပါခဲ့ရင်းနဲ့တကယ် final ပွဲညကြတော့သူကသူ့မိသားစုတွေသူ့ဇနီးပြီးတော့သူ့ကလေးတွေအကုန်လုံးလည်းသူကခေါ်ထားတယ်ခေါ်ထားပြီးတော့အဲ့မှာသူတို့ဟို platform လို့ဆို live app ကြဖို့ပေါ့ဆိုတော့အကုန်မိသားစုလိုက်လည်း live လာတယ်အဲ live လာ live လာဖို့ season ထားကြတယ်ပေါ့ season ထားကြတဲ့အချိန် အဲ့ဒီပွဲသားကနေနောက်ဆုံးလူစင်းဖြစ်တော့အဲ့ဒီ final တပွဲပဲအဲ့ဒီဆက်ချက်ဆက်ချက်ဦးစင်းမှာသူပါမလားဘူးအဲ့ပါမလားတဲ့အကြောင်းကိုမကန်ငင်ညမှာဒီပါကိုကမင်းတက်ရဲ့လက်ထောက်နေပြတော့နော်ပါကိုကနေပြီးတော့သူ့လမ်းဖုံးဆက်တယ်သူအမှတော်တော်ကြေကွဲသွားတာဘာလို့ကြေကွဲလဲဆိုတော့နံပါတ်1အချက်ကပွဲထွက်လူစင်းမှာ sorry ဒီ Champions League ကွန်းထဲဝင်ရမယ်စစ်ချစ်ဦးစင်းမှာသူမပါဘူးမိသားစုတွေကိုလည်းအကုန်လိုက်ဖို့အတွက်စီစဉ်ပြီးသွားပြီအဆိုးဆုံးကတော့ Benitez ဟာသူ့ကိုယ်သူ boss တူးလို့သာယုံကြည်ချက်အပြည့်ရှိတယ်ဆိုရင်သူ့ကိုဘာကြောင့်ဒီစစ်ချစ်ဦးစင်းမှာ မထည့်တာလဲဆိုတဲ့အကြောင်းရှင်းပြတင်တယ်သူမဟုတ်ဖုန်းဆက်တဲ့သူဟာပါကူမှုပဲနဲ့ Benitez ဖြစ်တင်တယ်ကျွန်တော် ဲ့ဒီကိစ္စကကျွန်တော်တို့ရင်နာဆရာအကောင်းဆုံးပဲဆိုပြီးသူပြောသွားတယ်ဒီနေ့အထိလဲ Benitez နဲ့ကျွန်တော်နဲ့ဖုန်းမပြောဖြစ်ဘူး Benitez ကလည်းကျွန်တော်အဲ့ဒီနောက်ပိုင်းကျွန်တော်လေဘုံမှာတောက်လျှောက်ရှိနေတဲ့ကာလတစ်လျှောက်လုံးမှာအဲ့ဒီ final ပွဲမှာသူဘာကြောင့်မပါသလဲဆိုတော့နှစ်သိမ့်စကားအနေနဲ့တော့တခွမှမပြောခဲ့ဘူးဆိုတော့ तू အဲ့ဒီဟာကို Benitez ကို तू နီးပြတူအနေနဲ့လေးစားတယ်သူ့ကိုဒီယုံယုံကြည်နေပထမအသင်းကြီးမှာပွဲထွက်ခွင့်ပေးတဲ့အတွက်ကျေးဇူးတင်တယ်ဒါပေမဲ့လူသားတူအနေနဲ့သူ့အနေနဲ့ Benitez အပေါ်မှာသူဘယ်တော့မှမကျေနပ်ဘူးဆိုတဲ့အကြောင်းဝါနောက်ပြောတယ်ပြီးတော့အဲ့ထင်တော့ငါတဲ့အားလုံးတိထားချင်းသိလိမ့်မယ်တဲ့လေဘဘူးအတင်းရဲ့ဒီအောင်ပွဲခံပုံရိပ်ဒီဓာတ်ပုံဒီအများကြီးတဲ့မှာကျွန်တော်ဘယ်တော့မှဘယ်ပုံမှာမှကျွန်တော်ပြင်းပွင့်ရွှင်ရွှင်နဲ့ကျွန်တော်ပါဝင်ပတ်သက်နေရမရှိဘူးတော့ကျွန်တော်ခံစားချက်ကကျွန်တော်အပြင်လူတယောက်လိုခံစားရတယ်အနောက်မှာပဲကျွန်တော်ရက်နေတယ်တဲ့ဆိုတော့အဲ့ပုံတွေအကုန်လုံးမှာအဲ့ထင်တော့ငါကကျွန်တော်ကဒီထက်ပို့ပြီးတော့အဲ့အခြေအခြေအနေကနည်းနည်းလေးပို့ရင်းကြက်ခဲ့မယ်ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ်အသင်းရဲ့အောင်မြင်မှုပဲလေဆိုပြီးတော့ကျွန်တော်အရန်ပျော်မိပါတဲ့ဒါပေမဲ့ကျွန်တော်လုံလောက်တဲ့ရင်းချက်မှုမရှိသေးလို့ထင်ပါတယ်တဲ့ကျွန်တော်အဲ့ဒီ final celebration မှာသူမပျော်ရွှင်ခဲ့ဘူးတဲ့အခုတော့ဒါတွေကပြီးသွားပါပြီပေါ့နော်အခုတော့ကျွန်တော်ပို့ပြီးရင်းချက်တဲ့လုံခဲ့တဲ့20ရာဖြစ်ခဲ့တာပေါ့ပို့ရင်းချက်တဲ့အနေအထားရောက်နေပြီဖြစ်လို့ကျွန်တော်ဝမ်းသာနိုင်ပါတယ်ပျော်ရွှင်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီည Istanbul final ကွင်းထဲမှာတော့ကျွန်တော်ကစိတ်အဆင်းအဆုံးလို့သားတယောက်ဖြစ်ခဲ့တယ်ဆိုပြီးတော့ တိဗန်ဝါနောကပြောခဲ့တယ်ဆိုတော့ဒါကတော့လီဗာပူးရဲ့ဒီအစ်စတန်ဘူညအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါသုံးပိုင်းတော့ဖြစ်သွားတယ်နော်ဆိုတော့ဒီလီဗာပူးပြည်သက်တွေလည်းတော်များကြည့်လိုက်ရမှာဆိုတော့ကြည့်လိုက်မှဖြစ်တဲ့အတွက်ဟိုဒါကျွန်တော်ပြောတဲ့အကြောင်းအရာလေးနဲ့ချိန်ဆက်ပြီးတော့တချို့လဲဟိုအဲ့ဒီပွဲကိုဘယ်လိုကြည့်ခဲ့သလဲငွေဘွားအခြေအနေဘယ်လိုရှိခဲ့သလဲအဲဘယ်လောက်ခက်ခက်ခဲခဲကြည့်ခဲ့ရသလဲဘယ်လိုအမှတ်တရတွေရှိခဲ့သလဲတချို့လဲသိကြတယ်စော်ပြီးအိတ်လိုက်ကြမှာသိကြတယ် ်ဆက်ပြီးတော့ကြည့်ဖို့အတွက်မခံစားနိုင်တော့လို့ဆိုပြီးအဲ့လိုက်ကျွန်တော်ပေါ်လာနေမှလည်းရှိတယ်အဲ့ညကငါတို့70လောက်နဲ့ရှုံးမဲ့ညပဲလို့ကိုထင်ခဲ့တာဆိုပြီးဟိုပြန်ပြောပြရတဲ့သူလည်းရှိတယ်အဲဒါပေမဲ့သမိုင်းဝင်ညကိုတို့အဲ့ခံစားခွင့်မရတဲ့အတွက်တချို့လည်းနောင်တတွေတပွေးတပိုင်းနဲ့ပဲအခုချိန်ထိပြန်ပြောတိုင်းမှာဒီဟာကိုကျွန်တော်ပြောနေတာကိုသိတော့တော့မှကျွန်တော်စီကိုလမ်းဖုံးဆက်တယ်အဲ့ဒီပြန်ပြောပါနဲ့တော့ကွာမခံစားနိုင်လို့ပါဆိုပြီးတော့ဆိုတော့ ်ထားပါတော့ဒါတော့ဘယ်လိုပဲပြောပြောဒီဘောပြိသက်တွေအတွက်ဒီမကပဲねဒီတခြားဘောလုံးအသင်းပြိသက်တွေအတွက်ဒီ final ပွဲတစ်ပွဲမှာကစားသမားတွေရဲ့အတွင်းကြကြစိတ်နေစိတ်ထားအခြေအနေသူရဲ့ mentality physicality ပြီးတော့သူရဲ့ preparing နေသူရဲ့ဒီ block home လေးဆိုတော့ပွဲပေါ်အဖန်နီယန်နေတိုင်းနဲ့ပတ်သက်ပြီးတော့သုံးသက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့အထူးသဖြင့်၃ပိုင်းစလုံးပေါ့နော်စိတ်ရှိလက်ရှိအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်